ချင်းသေးဆိုတာမျက်စာလို့အသက်မသေးပါဘူး။ဒါပေမဲ့မျက်စာတဲ့နေ့ကချင်းသေးရဲ့ဘဝအသေးတဲ့နေ့ပဲ။ဒီလိုပဲအိမ်မက်တွေကိုအကောင်အထည်မဖော်လိုက်နိုင်တာထက်စာရင်ဘဝမှာအိမ်မက်မရှိ၊ယူပါယုံမရှိ၊အနာဂတ်မရှိ၊ပန်းတိုင်မရှိဘဲနဲ့အသက်ရှင်နေရတာကရှင်ရက်နဲ့တည်နေရတဲ့ဘဝနဲ့အတူတူပါပဲ။အိမ်မက်တွေမက်လို့ကောင်းတော့မဲလား။ နှိုးထဖို့ရတဲ့အချိန်တန်ပြီအိမ်မက်တွေနောက်ကိုလိုက်ဖို့ရတဲ့အချိန်တန်ပါပြီငါတို့ရဲ့အိမ်မက်တွေနောက်ကိုလိုက်ဖို့ရတဲ့အတွက်ဘာတွေကငါတို့ကိုခက်ခဲစေလဲအိမ်မက်တွေနောက်ကိုလိုက်ဖို့ရတဲ့ဘာတွေကငါတို့ကိုနှောင့်နှေးစေသလဲခက်ခဲလွန်းပါတယ်ပင်ပန်းလွန်းပါတယ်အဆင်မပြေမှုတွေများလွန်းပါတယ်ဆိုပြီးတော့မှပဲထိုင်ပြီးကြီးသွားတော့မှလားလက်လျှော့ရှုံပြီးတော့မှလားငါတို့ဘဝမှာရွေးချယ်စရာများများဆဆမရှိဘူးကွာဆက်လျှော့မလားရက်တန့်တက်လိုက်မလား တင်တစ်ခုပဲရှိတယ်လူဘဝဆိုတာတူတောင်းပါတယ်လူဘဝဆိုတာအခိုးငွေလိုပဲတဲ့ဒါမဲ့ငါတော့ငါပန်းတိုင်စီလျှောက်တဲ့ငါရဲ့ခြေလမ်းတွေကိုတလန်းချင်းစီပဲငါလှမ်းမယ်လောဘမကြည့်ငါရဲ့ပန်းတိုင်ကအဝေးကြီးမဟုတ်တော့ဘူးဆိုတာကိုငါလှမ်းခဲ့တဲ့ငါခြေလမ်းတွေကိုပြန်ကြည့်ရင်ငါသိနိုင်တယ်ဆိုလိုတာကမနဲ့ပြန်ဆိုတာအနာဂတ်ပါအနာဂတ်ဆိုတာငါတို့အတွက်ဝေးလွန်းပါတယ်ဆိုတော့ငါပိုင်ဆိုင်ထားတဲ့ဒီနေ့ဒီရက် ပြစ္ဆုတ်ပါမှာငါအကောင်းဆုံးရှင်တန်တာပြစ္ဆုတ်ပါမှာငါအကောင်းဆုံးကျူးစားပြီးတော့ငါဘဝကိုဆောက်တည်နေတာကငါဘဝရဲ့ပန်းတိုင်တစိတ်တည်းတည်းအောင်မြင်တာနဲ့အတူတူပဲအိမ်မက်တွေအကြောင်းကိုစိတ်ကူးယုံနေတော့မပြီးပါဘူးအခုထိအိမ်မက်မက်လို့ကောင်းနေတုံးမလားအိမ်မက်တွေနောက်ကိုလိုက်ပါတော့ခူပီးစားတဲ့တီးရတကယ်ခြုံလို့လားငါတက်ကတော့ကျူးစားပြီးရတဲ့အတီးအပွင့်တွေရဲ့ခြုံမြင်မှုကျူးစားပြီးတော့မှရတဲ့အတီးအပွင့်တွေရဲ့ အရတာရငါပူရမှာမဲ့မောတယ်ချင်းတိဆိုတာမျက်စာလို့အသက်မသေးပါဘူးဒါပေမဲ့မျက်စာတဲ့နေ့ကချင်းတိရဲ့ဘဝအသေးတဲ့နေ့ပဲ